နာချာပရီစကူးမှာတော့ကလေးတွေကိုမေတ္တာဉာဏ်ပညာတီထွင်ဖန်တီးမှုတွေနဲ့စနစ်တကျပြုစုပြောင်းထောင်လေ့ကျင့်သင်ကြားပံ့ပိုးပုံဖော်ပေးနေတာပဲဖြစ်ပါရဲ့ရှင်။ နာချပရီစကူမှာစနစ်တကျပြုစုပြောထောင်လေ့ကျင့်သင်ကြားပံ့ပိုးပုံဖော်လာတဲ့အတော်တွေမှာမိထွေးမှုတွေအပြည့်ရှိတဲ့ပတ်ဝန်းကျင်မှာကလေးတွေရဲ့ချစ်စရာအမူအရာတွေနဲ့ရည်တံလေးတွေကိုမြင်တွေ့ရတာက မစ်ထွတ်တော့အယံကိုလှပတဲ့ခိုက်တန်တွေပဲဖြစ်ပါတယ်။ မရနာချပရစ်စကူကတော့မြေတိကတိမဆိုစနစ်တကျပြုစုပြူထောင်ဒီချင်းတင်ကြပံပိုးပုံဖော်ပြီးရင်မြေတိကလေးမဆိုအနာဂတ်ကိုဥဆောင်နိုင်မဲ့ခေါင်းဆောင်ကောင်းတွေဖြစ်လာမယ်လို့အကျွမ်းမဲ့ယုံကြည်ထားတာပဲဖြစ်ပါတယ်ရှင်။ ချာပီစကူကတော့မြန်မာနိုင်ငံရဲ့ပထမဦးဆုံး ISIMP မူချိုချောင်းဖြစ်ပြီးတော့ကလေးတွေရဲ့ဗတ်ဆုံဖွံ့ဖြိုးတိုးတက်မှုကိုအခြေခံထားပြီးအဓိကဖွံ့ဖြိုးတိုးတက်မှု area 6ခုတွေဖြစ်တဲ့ moral, social, physical, IQ, EQ, speech language and communication development စရတူတက်မှုတွေကိုပိုင်ဆိုင်နိုင်အောင်မေတ္တာဉာဏ်ပညာတီထွင်ဖန်တီးမှုတွေနဲ့ပြည့်စုံပြောင်းလဲကျင့်သင်ကြားပံ့ပိုးပုံဖော်ပေးလျက်ရှိပါတယ်ရှင်။ ကျမကတော့ Miss Winlet ကိုဖြစ်ပါရဲ့ရှင်။ Miss ကတော့ Nature Preschool Mandley Branch မှာ Class Natura အနေနဲ့တာဝန်ထမ်းဆောင်နေရပဲဖြစ်ပါရဲ့ရှင်။ငလင်ကြောင့်ခိတခဏပိတ်လိုက်ရတယ်။ကျမတို့ Nature Preschool Mandley Branch ကယခုခါမှာပုံမှန်ကောင်းမွန်တဲ့ facility ကလေးများအတွက်ပိုသင့်လျော်တဲ့ပတ်ဝန်းကျင်ပိုပြည့်ပြည့်စုံတဲ့သင်ကြားမှုလေးစနစ်တွေနဲ့ရခင်အတိုင်းမပြောင်းလဲတဲ့ချစ်ချင်းမြတ်တာဂရုစိုက်ကျင်းနာမှုတွေနဲ့အတူမူချိုအရွယ်တတမီမီလေးတို့ရဲ့ဗတ်ဆောင်ဖွံ့ဖြိုးတိုးတက်အောင်ပြုစုပြောင်းပေးနိုင်ဖို့အတွက် GDCN Nature Campaign အသစ်ကြီးရတော့ ော့ရခင်ကျောင်းနေရာဟောင်းနဲ့လည်းမဝေးလွန်းတဲ့နေရာဖြစ်ပြီးတန်ရှင်းကျဲဝန်းနဲ့ပေ၁၂060မြေွက်ကြီးပေါ်မှာတစ်ထက်ကျောင်းဆောင်တစ်ကြီးဆောက်လုပ်ပြီးဖွင့်လှစ်ထားတာပဲဖြစ်ပါရဲ့ရှင်။ကျမတို့ Nature Free School Manly Branch ကတော့တရ9လမ်းမပေါ်69အီတာချမ်းမြသာစီမြို့နယ်မှာတည်ရှိတာပဲဖြစ်ပါရဲ့ရှင်။ဖဖမေရိုးရဲ့တတမမီတွေကိုအနာဂတ်မှာအောင်မြင်တဲ့ခေါင်းဆောင်ကောင်းတွေဖြစ်ဖို့အတွက်ယခုပဲကျမတို့ Nature Pre School Manly Branch ကိုအရောက်လှမ်းလာခဲ့လိုက်တော့နော်။